မွန်တော်လိုင်းရဲ့အဖွဲ့နှစ်ဖွဲ့ကလည်းဒီပူပေါင်းဖို့သဘောထားထုတ်ပြန်လိုက်ကြပါတယ်။မွန်ပြည်သက်ပါတီဆက်အာနာရှင်တိုက်ဖြည့်ရေးအဖွဲ့ NMSPAD နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ပူးပေါင်းပြီးတော့ရမညမွန်တပ်တော် RMA ကိုဖွဲ့စည်းလိုက်ကြပါတယ်။ဒီတပ်ဖွဲ့တွေကဆက်အာနာသိမ်းပြီးမှပေါ်ပေါက်လာတဲ့တပ်ဖွဲ့တွေဖြစ်ပြီးအဲ့ဒီနောက်ပိုင်းကပေါ်လာတဲ့တပ်ဖွဲ့တွေအလုံးတမတော်တစ်ခုတည်းဖြစ်ဖို့စူးစမ်းနေကြတာပါ။ရမညမွန် န်တက်တော်ဖွဲ့စည်းတဲ့အကြောင်းကိုတော့မေလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။လက်ရှိရာမညမွန်တက်တော်ကိုဥဆောင်ဖို့နိုင်ငံရေးစစ်ရေးကော်မတီကိုအဖွဲ့ဝင်26ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ဥက္ကဋ္ဌအဖြစ်တော့နိုင်စရာဒုဥက္ကဋ္ဌနိုင်လီကောင်အတွင်းရေးမှုနိုင်ပညာလေတို့ဥဆောင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။စစ်ရေးကော်မတီကိုလည်းဖွဲ့စည်းထားပါတယ်။ရာမညမွန်တက်တော် ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးတော့တအားမျိုးသားလူမျိုးရေးတက်မတော့ TNL ကလည်း ်ဂုံပြုတ်တဝင်လွာပေးပို့ပြီးအပြန်အလှန်ကူညီမဲ့အကြောင်းကိုဂတိကဝတ်ပြုထားပါတယ်